Fun Story Channel ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့တင်ဆက်ပေးမယ့်ပုံမြင်လေးကတော့အဖအုံနဲ့တတိကြီးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရစေ။မွန်ကြီးရေးသားပန်းကြီးရဲ့ပညာရှင်များကိုလည်းလေးစားစွာနဲ့ခွတ်တက်ပေးပါရစေခင်ဗျာ။တခါတော့ကတတိကြီးတူရှိဘိုးဘမိဘအမိများရဲ့ချမ်းသာတော်လဲအတိညာမရှိချေ။ထို့ပြင်စိတ်တိုင်းမကြလေရင်ဒေါသကအလွန်ကြီးလေသည်။ထို့အကြောင်းကိုလူတိုင်းသိကြ၏။ဒီလူကြီးကကုသကံကောင်းပြီးအမွေရလို့ချမ်းသာတာပါရှင့်။ ညီညာလည်းမရှိဘာမှလည်းမလုပ်တော့ဘူးဒီစားတဲ့ဒေါသကကြီးသေးတော့အလကားပုတ်ထန်းကြီးပါရဲ့အဲ့ဒါလူမိုက်ကံကောင်းဟဲ့သူတရင်စိုးကိုကဝရံသူကအချံထုတ်လိုက်တယ်ဟင်းမဖြစ်ဘူးမဖြစ်ဘူးကိုထမင်းကိုစားပဲအလကားနေလူမိုက်လိုခောက်ခံနေရတယ်ပညာရှိဖောက်ဖို့ဆိုတာကြားဘူးတဲ့အချင်းချင်းတောင်းမှပဲထို့ကြောင့်တပည့်တယောက်ကိုအောက်တော်ပြုတ်လိုက်လေအမေကြီးရှိလားရှိပါတယ်ဒါရေးဝင်ခဲ့လေ ။ဘာကိစ္စရှိလို့လဲ။အမေကြီးရဲ့မျိုးကတတိကြီးကအခေါ်လှုပ်လှုပ်လိုက်ခဲ့ပါအောင်။ဘာနဲ့လာခေါ်လဲ။မျိုးကနီးတာမဟုတ်ဘူး။ကုံညုံလာခေါ်တာပါ။လဲလေးလေးလေးနဲ့တောင်လှုပ်ခေါ်မရဘူး။မင်းတတိကကွာစားပြန်မှာပါ။ဒါပေမဲ့ခေါ်တော့လည်းလိုက်ဖို့ဖို့တရားငမ်းမှရှိတာမသားရဲ့။အဘောကိုရောက်နေရင်ဒါခေါ်ခန့်လိုက်တဲ့အဘောပါပဲ။ဟောအင်းထိုင်ထိုင်ထိုင်။တတိကြီးကပြောနေတယ်။အဘောကိုကြုတ်ကိုညံပညာပေးပါလို့။အလိုဒီတတိကလည်းခလိကလာနဲ့ဘာမှမသိတတ်ပဲကော ။သူတို့ပညာပညာတရားကြမှာပဲ။အိုးတထိမင်းတင်းမှာစားမကုန်တောင်းမကုန်နိုင်ကပြည်စီများလာရှိသည်။မဟုတ်လား။ယင်းပြည်စီမှာတည်းမှာတချို့တဝက်ကိုမရှိနံပါတ်များဟာဘေးကမ်းပါလေ။လူငယ်လေးများအတွက်စာသင်ကျောင်းများဖွင့်။ရက်သူရက်သားများအတွက်ရေရင်းများတို့ကျောင်းကန်စီတီများတဲ။တော်တော်တော်မဟုတ်တာပဲဒီလိုသာလုပ်ရင်ရှိတဲ့ပြည့်စုံစကုံရောပေါ့ဗျာဒီလိုအကြံဉာဏ်မျိုးမလိုချင်ပါဘူးတို့တထင်းမင်းက အညာလူချင်းနဲ့ဆိုလုံးပြီးလောကုတ္တရာစကားမကြိုက်ရင်ဘာပညာများလူချင်းလို့လဲပညာရှိတဲ့လူဖြစ်အောင်အကြံပြုကြမှာဩလက်ဆက်သက်တော့ပညာရှင်ဖြစ်နေတာဘူးကဲကဲကဲနားဆိုင်ထောင်းနော်ပညာသားဘုရားပြောရတာပေါ့စဘာပင်ဆိုင်ရင်စဘာဒီပဲရတယ်လို့စူးပင်ဆိုင်ရင်စူးဒီပဲရတယ်လို့ကောင်းမှုပြင်ရင် ကောင်းကျိုးရမှာပဲမကောင်းမှုပြင်ရင်မကောင်းကျိုးပဲရမှာပဲအပေါ်ကမဟုတ်ပြီးတရွေးထွေးရင်ထိုးတဲ့တွေးဟာတင်းနဲ့လုံးကိုပဲပြန်ကြမှာပဲသဘောပေါက်ရလားတင်းမင်း တထေးကြီးတို့စကားများကိုနားမလည်ပုံမှုတော့ပါ၏ဒီဘွားကြီးဘာလာရောနေတာလဲဟောကရရတာလာကြညာလကသွားတော့တော့ဟုတ်ကအဘကိုတက်သွားပြီးများမချမ်းမင်းတပည့်တယောက်ကိုခေါ်၏ဟဲ့ပါငုံကျူတူတဲ့ဆိတ်ခတ်ပြီးတော့ခုနကလာတဲ့ဘွားကြီးကိုလိုက်ပေးလိုက်စမ်းဆစ်ချပါစရာတို့တို့ဒီခန်းစီကြရပြေးရွာလိုက်သွားပြီအမင်းကြီးလမ်းမှဆိုင်ရင်စားဖို့တထေးကြီးကလိုက်ဖို့ခံလိုက်ပါတယ်အော်ဒုက္ခရှာလို့ဓာတုတော်ဓာတု လန်ကူလက်တဲ့မင်းလိုက်ရမှာပြန်လာကြတော့တတိကြီးသားနဲ့ဆုံးမိပြီ။အမောရဲ့စားချက်လေးနဲ့မပတ်ဘူးလားမဆိုင်လိုက်တာ။သားပါတဲ့လူပလေးရဲ့အလင်းတက်လိုက်တယ်။မျိုးပါတတိကြီးကမုတ်ထုတ်ပေးလိုက်တယ်။ဒီတော့ကြလေရော့။ဟာဘယ်ပဲပေးလိုက်တဲ့မိုးဆိုရင်အကောင်းသားပဲဖြစ်မယ်။ပြပြကိုတာပဲ။လူချင်းကိုသားကြပြီးတော့လန်သွားရင်ဆဆာနဲ့မုတ်ကိုစားလိုက်တော့တတိသားဒီတရင်တရင်ကြည့်ပြီးကြွေကြသွားတယ်ပြန်။နောက်ပါများသည်။ဟဲ့ဟဲ့ရင်းစရာဘာဖြစ်လာလဲ။ထိုင်ထားလိုက်ပါ။ သမားတို့တူကြီးအိမ်ကိုအမြန်ဆုံးထမ်းဖို့ကြရင်အဲ့ဒါအစိတ်တင်တာပဲအန်စိတ်တက်လိုက်လို့ဝမ်းထဲမှာအစိတ်မရှိတော့ပါဘူး အသာတိတ်ထားကြအောင်သူ့ဖေသတိကြီးကိုအကြောင်းပြလိုက်ကြပါဦး။ဒါအဖြစ်ကိုသူ့လင်သတိကြီးသည်ချိန်မကန်မီလက်မကန်မီဖြစ်ကအပြေလွန်လိုက်လာ၏။ဒါထံရောက်လျက်တန်တတလူကလေးဖေဖေလာပြီလေအမငယ်နဲ့သား။တမားတော်ကအကုကပြီးပြီအိမ်ပြန်ခေါ်သွား၍တွေးမိသည်သာ။ငါမကောင်းတာချက်မိတော့ငါ့သားခံရတာပဲ။ဘွားကြီးကကောင်းလာတယ်လို့ပြောလို့သွားတာပဲ။ဘွားကြီးပြောတဲ့စကားတွေကတဲပညာပါတာပဲ။ဒုံနေမှဆိုင် အထေးကြီးဒီပညာရှိဘောင်းကိုပါပူဇော်ပြီးတော့ကောင်းစွာနေထိုင်နေသည်အမေအိုကကတော့တောင်းမှန်ပါ၏ဆက်လက်ဆုံးမရပညာမေးပါဟုစကားနှောင်းထောက်ပါတော့မည်ဟေးကွယ်တာဒုတာဒုတာလုံး